ားလုံးပဲမင်္ဂလာပါရှင်။ခစ်တက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဥက္ကဋ္ဌမလေးရှားနှင့် NUG တိုင်းသားအဖွဲ့တို့တွေ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာဆီယံအလစ်ကျဥက္ကဋ္ဌမလေးရှားသည်နေပြည်တော်၌စစ်ကော်မရှင်အဖွဲ့နှင့်တွေ့ဆုံခဲ့ခြင်းအပအဝင် stage holder engagement meeting on myanmar SEMS ကိုအောက်တိုဘာ9ရက်မှ14ရက်ထိပြုလုပ်ရာအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းသားတော်လှန်ရေးအဖွဲ့များတက်ရောက်ခဲ့ကြောင်း NUG ကယနေ့တရင်ထုတ်ပြန်ပါတယ်။အဆိုပါဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့အတူအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကော်မတီ CRPH တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EOS များနဲ့အခြားကိုယ်စားလှယ်အဖွဲ့အစည်း20ခန့်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ဆွေးနွေးပွဲ၌အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုထိရောက်စွာအကောင့်ထည့်ဖို့နိုင်ရင်စစ်ကော်မရှင်ပြုလုပ်မယ်အတူရောင်ရွှေကောက်ပွဲအားဆန့်ကျင်ရင်စစ်တပ်၏ပြည်သူများအပေါ်အကြံဖတ်မှုများချက်ချင်းရပ်တန့်ရင်လူသားချင်းစာနာထောက်ထားမှုအကူအညီများနေဆက်ဖြတ်ကျော်ထောက်ပံ့ပေးရင် သမရဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပေါင်းနိုင်ငံရေးအကျဉ်းသားများအားချက်ချင်းလွတ်ပြေးရေးတို့ကိုတောင်းဆိုခဲ့ကြောင်းသိရပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေဖြင့်အာဆီယံ၏အခြေခံမှုများကိုထက်မှန်အတည်ပြုပြီးဒေတာရင်းငြိမ်းချမ်းရေးတရားမျှတမှုနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာခရီးကဝတ်များကိုအလျှော့အတင်းမရှိပဲပြည့်ပြည့်တတ်တတ်ဆက်လက်ဦးဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါသည်။ မလေးရှားနိုင်ငံသားရွေးဝင်ကြီးမိုဟာမတ်ဟက်ဇန်ဤနေပြည်တော်ခီးစဉ်တွင်စစ်ကော်မရှင်ထုတ်ပြန်ခဲ့သလိုရွေးကောက်ပွဲအားအားပေးထောက်ခံခြင်းမရှိခဲ့ပေအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်အထည်ဖော်ရန်အကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလုပ်ရန်တို့ကိုအလီပီပြောဆိုခဲ့သည်ဟုမလေးရှားနိုင်ငံသားဝင်ကြီးကယမန်နီညာပိုင်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးနေရီကန်တောင်ကဘာလုံးပင်မဗျူဟာစခန်းကိုတင်နိုင်ပြီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။မကွေတိုင်းငဖဲမြို့နယ်ရခိုင်ရိုးမအမ်ဗဒန်လမ်းပိုင်းရှိနေရီကန်တောင်ကဘာလုံးဖြူဟာကုန်းစကန်ကိုအရကတက်တော်အေအေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေတင်ပိုက်နိုင်ခဲ့ပြီလို့ရှေ့တန်းတရင်ရှင်းမြစ်တွေထံကသိရပါတယ်။ ယူဟာကုန်းစခန်းရဲ့ကာကင်းစခန်းတွေကိုစက်တင်ဘာလနဲ့အောက်တိုဘာလဆန်းရက်တွေမှာဇက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပင်မစခန်းကြီးကိုအောက်တိုဘာ၁၀ရက်ရမန်နီညနေ၄နာရီမှာသိမ်းပိုက်နိုင်ခဲ့တာပါအဒီကကကိုရနေ့ကဖိုက်တာကုန်းကိုတင်လိုက်နိုင်တာကြောင့်ကြာသွားတာဖိုက်တာကုန်းမှာစစ်တပ်ဘက်က40တီးပြီးကျန်နာကစင်းကလေးအထွက်ပြေးသွားကြတာမနေ့ကခရင်းကတစီနဲ့လက်နက်ကြီးဟာဝစ်စာတလက်တင်ပြီးပြန်ဆင်းသွားတာအခြေအနေအရသူတို့မထိန်နိုင်တော့လို့၁၀ရက်နေ့လေ၂နာရီမှာအရာတွေတည်ပြီးပြန်ဆင်းသွားတာ လက်နက်တွေကအများကြီးစွန့်ပြစ်ခဲ့ကြလို့အာရကတက်တော်အေအေဘက်ကရှာထားပါတယ်လို့ငဖဲတီတမြေပြင်တပ်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောပါတယ်။အမ်ဘရန်လန်ပိုက်တရှောင်းကဘာလုံးစက္ကန့်အပါစစ်ကော်မရှင်တက်ခန်းစစ်စက္ကန့်တွေမှာဂျမ69နဲ့စခခ19လက်အောက်ခံတက်ရင်တွေထိုက်ခိုက်ရေးဝင်ရောက်နေတာပါ။ကဘာလုံးစက္ကန့်ဟာစစ်ကော်မရှင်တက်ရဲ့အရေးပါတဲ့ဖြူဟာကုံစက္ကန့်ဖြစ်တာကြောင့်စက္ကန့်မကြရင်တိုက်လေရင်နဲ့ပို့ဆောင်ရေးလေရင်တွေနဲ့ဇက်တိုက်လေကြောင့်ဖြစ်ကူပေးခဲ့ပေမယ့်ဒေါ်လာရေးတက်တွေကတိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နိုင်ရကန်ကပါလုံးစက္ကန့်ကအလွယ်တကူပဲလန်ဟောင်းလန်တစ်တွေကိုအာရကတက်တော်အေအေနဲ့ကျွန်တော်တို့မဟာမိတ်တွေဘက်ကချက်တောက်ထိန်ချုပ်ထားနိုင်လိုက်လို့အလွယ်တကူရတာပါလို့သူကပြောပါတယ်။အော်တိုဘာ9ရက်မှာကပါလုံးစက္ကန့်ရဲ့အဓိကကာကင်းစက္ကန့်ကုန်ဖြစ်တဲ့ဖိုက်တာကုန်းကနေစစ်ကော်မရှင်တပ်သားတွေစုံခွာထွက်ပြေးခဲ့ပြီးရမန်နီမှာလည်းကပါလုံးပင်မစက္ကန့်ကစစ်ကော်မရှင်တပ်ဖွဲ့တွေပါထွက်ပြေးခဲ့တာဖြစ်ကဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကထွက်ပြေးသူတွေကိုလိုက်လံဖမ်းဆီးတာနဲ့နေပြည်တော်ရှင်းလင်းလာတွေလှုပ်ဆောင်နေရလို့သိရပါတယ်။ စခန်းကျပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်မရှင်တပ်က ဝိုင်းကျွဲလီရင်နဲ့နေရီကန်တောင်မြောက်ဖက်ရှိရွှေဆက်တော်ဒေသနေရာတွေကိုဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နေရီကန်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးဘာရကတက်တော် AA ကသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။နေရီကန်တောင်ကဘာလုံးစက္ကန့်ဟာဗဒန်တက်နေတဲ့ငဖဲမျိုးနဲ့အခြေဆိုင်လက်နက်ထုတ်လို့ရေးဆက်ယုံကပ္ပဆဆက်လေးရဲ့အရေးပါတဲ့ရက်ခိုင်ရိုးပေါ်ကအကြီးဆုံးခန့်စစ်စက္ကန့်ဖြစ်ကကဘာလုံးစက္ကန့်ကြရှုံးခဲ့တာကြောင့်ကပ္ပဆဆက်လေးကိုထိုးစစ်ဆင်နိုင်ဖို့ဗဒန်အခြေဆိုင်အမှတ်395နဲ့၄၀၉အမြောက်တက်ရင်နှစ်ခုသာကျန်တော့တာလေးဖြစ်ပါတယ်။ ဆက်လက်ပြီးချောင်းဦးမြို့မှာရဲစခန်းကိုတော်လန်ရေးတပ်များကတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့မှာရဲစခန်းကိုလက်နက်ကြီးရုံတို့ဖြင့်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးပြီးကားကိုယ်တော်ပျက်စီးခဲ့ကြောင်းချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ CHU PDF မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီအော်တိုဘားလ10ရက်နေ့နနက်9:30မိနစ်အချိန်ချောင်းဦးမြို့မှာရဲစခန်းအတွင်သို့60မမလက်နက်ကြီးဖြင့်ဘုံစီနှလုံးဖြစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားကိုတောင်ထိမှန်ပေါက်ကွဲပြီးပျက်စီးခဲ့ကြောင်းအော်တိုဘားလ10ရက်နေ့နနက်9:00နာရီခန့်အချိန်ထပ်မံ၍ဒရုန်းဖြင့်ဘုံဒီတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီးတအူးဒဏ်ရာရရှိခဲ့ကြောင်းသေဆုံးသွားသောစစ်သား5ဦးအနက်တအူးကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နှမခတပ်ထဲသို့တည်ဆောင်သွားကြောင်းသိရပါတယ်။လက်နက်ကြီးကြောင့်ထိတာလားဒရုန်းကြောင့်ထိတာလားတော့မသိဘူး။9ရောက်သေးတယ်လို့သတင်းရတယ်။နှမခတဲ့ကိုတည်သွားတဲ့တယောက်ကအရာရှိလို့တော့ယူဆရတယ်။သူ့ရဲ့ယာတို့တွေနာမည်တွေတော့မသိရဘူး။တည်သွားတယ်လို့ပဲသတင်းရတာ။ ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မှာပြန်လည်ပြစ်ခတ်တာမျိုးတော့မရှိပါဘူးဟုချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ CHU PDF မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDF နဲ့ BLDF LDPF တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကံရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါတယ် ခေတ္တမန္တလေးတရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့တရင်များတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းတရင်တို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။